သူကဝေဖန်ခဲ့တဲ့ကာလချွဲအနာဂတ်ကိုပြက်ပြက်တသားဆုံးဖြတ်လိုက်တဲ့ United နေပြအာမိုရင်းပရိသတ်များလုံးမမိလားများရွှေရောအိုင်ဘတ်ခွန်ရှိကို online အကြံကနေပြန်လဲကြိုလိုက်ပါရင် United နေပြရူဝင်အာမိုရင်းကတော့ Europa League Final ရှုံးပွဲအပြီးမှာသူကဝေဖန်ခဲ့တဲ့ Argentina ကျယ်ဝင်းတောင်ဝင်ကစားသမားအလီချန်တိုကာလချွဲအနာဂတ်ကိုပြက်ပြက်တသားပဲဆုံးဖြတ်လိုက်ပြီးဖြစ်ပါရင်ကနာချောအပီးခဲ့တဲ့ယိုပါလိဖိုင်နယ်ရှုံးပွဲအပြီးမှာအသင်းရဲ့ဒီယာဒီဆိုးရွားလို့တဲ့အခြေအနေကိုစိတ်ပြတ်ကြောင်ပြောခဲ့သလိုသူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမြေရာတဲ့အဖြေကိုပေးခဲ့သူပါယိုပါလိဖိုင်နယ်ရှုံးပွဲဟာ United အတွက်စိတ်ပြတ်စရာကောင်းတဲ့ရလဒ်ဖြစ်ခဲ့ပါတယ် ယူနိုက်တက်အနေနဲ့ယူပါလိချန်ပီယံဖြစ်မှသာရာသီလုံးတိုင်ပတ်ထားသမျှအဖက်ဆင်နိုင်မှာဖြစ်မဲ့အပြင်လာမယ့်ရာသီချန်ပီယံလိဂ်ကံရမှာဖြစ်ပြီးဗန်နာရေးပိုင်းမှာအဆင်ပြေပါပါဒါပေမဲ့လည်းယူနိုက်တက်တို့စပွားကိုမနိုင်မဲတရားသည်၄ချိန်တွေ့ရမှာ၄ချိန်စလုံးရှုံးနေကြတာဖြစ်ပါရင်ယူနိုက်တက်ရဲ့အရှုံးကပေးဆပ်မှုကြီးမားတယ်လို့ဆိုရမှာပါဒါအပြင်နီးပြရူဘင်အာမော်ရင်ရဲ့ကစားကွက်တည်ပုံနဲ့လူထုပ်ပုံကလည်းမေကွန်းထုံးစရာဖြစ်ပါရင် ဖိုင်နယ်ကိုဖိုင်နယ်လို့မကန်ပဲသူကစားစီခြင်းတဲ့ပုံစံနဲ့ကစားခဲ့ပြီးဂါနာချိုးဂျိုချွာဆက်စီဒီကိုထားတော့ကိုဝီမိုင်နူးတို့ကိုဒုတိယပိုင်းမှာထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နောက်ကျခဲ့ပြီးဖရာဝိုင်းပီကန်အနီးမှာခွင့်ပြုခဲ့ရတဲ့ဘရန်ဒန်ဂျွန်ဆင်ရဲ့အသွင်ကိုကိုမချေပါနိုင်ခဲ့တာကြောင့်ယူနိုက်တက်တို့ရှုံးသွားခဲ့တာဖြစ်ပါတယ်။ စပါးတွေကတော့နှစ်ပေါင်း40ကြာဂိမ်းဝင်နေတဲ့ဥရောပဖလားကိုစုကူနိုင်ခဲ့တာဖြစ်ပါရင်ဒါ့အပြင်စပါးအနေနဲ့လပောင်းနဲ့အတူယူပါလင်ဖလား3ချင်ယူနိုက်တက်အသင်းအဖြစ်မှာစံချိန်တင်သွားခဲ့ပါရင်ဆီယောင်မင်အတွက်ကတော့စပါးရဲ့ခဏဝင်စစ်စစ်ဖြစ်ပြီးလက်ဆုပ်လက်ကင်ပြစရာစုကလားလည်းရှိသွားခဲ့ပြီဖြစ်ပါရင်ဒါ့အပြင်ဆီယောင်မင်ဟာဥရောပဖလားကိုတင်းကောင်းဆောင်အဖြစ်ဦးစီးဦးဆောင်လုပ်ပြီးရယူနိုင်ခဲ့တဲ့ပထမဆုံးတောင်ကိုရီးယားကစားသမားဖြစ်လာခဲ့ပါရင်ပွဲပြီးမှာတော့ခါနာချိုအပွဲထွက်ခွင့်မရခဲ့တဲ့အပေါ်အတော်လေးစိတ်ပြတ်နေပုံရပြီးနေပြအော်မော်ရင်ကိုလည်းအပြစ်တင်သွားခဲ့တာဖြစ်ပါရင်ခါနာချိုက ကျွန်တော်အသေးအတွက်ရှုံးတဲ့အဆင့်တိုင်းမှာကစားပေးခဲ့ပြီး fighting ရောက်အခုညပြေးနိုင်ခဲ့တာပါဒါပေမဲ့ဒီနေ့ပွဲမှာကျွန်တော်မိနစ်30ပဲကစားခွင့်ရခဲ့တယ်ကျွန်တော်လည်းနားမလည်ပါဘူးဒီရသည်ဟာကျွန်တော်အတွက်တော်တော်လေးကိုစိတ်ပျက်စရာကောင်းတဲ့ရာသီဖြစ်ပါတယ်လို့ဆိုခဲ့တာဖြစ်ပါရင်ကနာချိုအနေနဲ့သူသာပွဲထွက်ခွင့်ရသင့်တယ်လို့ယုံကြည်နေတာဖြစ်ပြီးသူ့ကိုအသုံးမပြုခဲ့တဲ့ armoring ကိုစိတ်ပျက်လက်ပြက်ဖြစ်နေတာဖြစ်ပါရင်ဆက်လက်ပြီးသူ့ရဲ့ United အနာဂတ်နဲ့ပတ်သက်ပြီးကနာချိုကကျွန်တော်လည်းမသိပါဘူးလာမယ့်နေရာဒီမှာပြပြောနေမယ်ပြီးရင်ဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ကြတာပါလို့ပြောခဲ့တာဖြစ်ပါရင်ကနာချိုအနေနဲ့ကျွန်တော်အသင်းမှာဆက်ရှိမှာပါဘာညာတော့မပြောနိုင်တော့တဲ့အထိဖြစ်သွားခဲ့တာပါ ခန္ဓာချွေးအကိုဖြစ်သူကလည်းဆိုရှယ်မီဒီယာဘက်ကနေတောင်းဆိုယူနိုက်တက်နေပြအာမော်ရင်ရဲ့လုံရည်တွေကိုမေးခွန်းထုတ်နေခဲ့တာဖြစ်ပါတယ်။အာမော်ရင်ကလည်းပွဲပြီးမှာအပိုင်လုံးတွေလွဲခဲ့တာရောဘာလို့လဲခန္ဓာချွေးဝဲမှတ်လာလို့ပြန်လဲမေးခွန်းထုတ်သွားခဲ့တာကြောင့်ပြဿနာကအကျယ်အကျယ်နဲ့မငြင်းမွယ်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ဒီမေးအော်စတင်ရဲ့ဖော်ပြချက်အရယူနိုက်တက်ဟာခန္ဓာချွေးအနာကတ်ကိုဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။ယူနိုက်တက်နေပြအာမော်ရင်ကခန္ဓာချွေးကိုလာမယ့်ရာသီအတွက်အသင်းတွေရှာထားဖို့အသေးပေးလိုက်ပြီပဲဖြစ်ပါတယ်။ယူနိုက်တက်ဟာခန္ဓာချွေးကိုပြောင်းရွှေ့ချေပေါင်တန်း60နဲ့80ကြားရရှိရောင်းချသွားမှာပဲဖြစ်ပါတယ်။ခန္ဓာချွေးယူနိုက်တက်ရဲ့နေ့ညမှာကစားမယ့်ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာတော့ပါဝင်လာဖို့မရှိတော့ဘူးပဲဖြစ် ဖြစ်ပါရင်ပဲတဲ့တွေကရောဂါနာချုံနဲ့ပတ်သက်ပြီးအာမိုရီရဲ့ဆုံးဖြတ်ချက်ကိုဘယ်လိုမြင်လဲကွန်မန့်မှာမှတ်ချက်ပေးဝေမျှသွားလို့ရပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ